ဲ့ဒီ KI နေကတော့ကျွန်တော်တို့တကူကအဲမုံရွာ KI မြင်းချင်းနှင်းမြင်းရဲ့နောက်ဖက်ကန်းကနော်ကျွန်တော်တို့အဲဘုံငကားတို့တော့ဟိုဘာတို့အဲတူ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 ရဲ့နော် PLE တို့တိုက်ပွဲတွေ့ကြုံရှိတဲ့အင်အားစုတွေအဲ့ဒီလှုပ်ရှားမှုတွေကနော် NUG ပြောပြောမပြောပြောတိုက်မှာပဲတိုက်လဲတိုက်နေကြလားအလားတူရွှေဘိုခရိုင်ကလည်းအဲ့လို ရှုခင်းကျင်းမှာအထူးသဖြင့်ဝက်လက်ပေါ့နော်ဟုတ်တယ်ဝက်လက်ကအကြီးအကျယ်ဆုံးဖြစ်စည်းခံရတယ်ဒါပေမဲ့ဝက်လက်ကအပြင်းထန်ဆုံးတုံ့ပြန်တိုက်ခိုက်နောက်ခင်ဒီကောမြင်းညာအဲဒီမှာရှိနေတဲ့အင်အားစုကြီးကတော့တိုက်နေကြဒါပေမဲ့အဲ့ဒါတွေက NUG ရဲ့နော်အထွေထွေထိုးစစ်မဟုတ်ပါအထွေထွေထိုးစစ်လည်းမဆုံးဘူး NUG ရဲ့အစီအစဉ်နဲ့လည်းဟုတ်ပုံမရကိုဒေတာတွေဝင်လာတဲ့အစိုးရစစ်ကြောင်းတွေကိုနော် ကျွန်တော်တို့ပူးပေါင်းပြီးတော့တိုက်ခိုက်တာဖြစ်တယ်အဲ့ဒီတိုက်ပွဲတိုက်ပွဲတွေကနော်ကျွန်တော်တို့ချင်းမိုးရဲလက္ခဏာဆောင်တဲ့တိုက်ပွဲတွေဖြစ်ပြီးတော့ဒီကာလအတွင်းမှာချင်းမိုးရဲတိုက်ပွဲ၃ပွဲလောက်တိုက်ခဲ့ဟုတ်တယ်တညာဒေသကုဒေသတွေဝင်လာတဲ့အင်အားစုကိုစုစည်းပြီးတော့တိုက်ခိုက်ပဲနော်အခုကဘာဖြစ်သွားလဲဆိုတော့အခုက အထွေထွေထိုးစစ်ဆင်တွဲဖို့အတွက်ကျွန်တော်တို့ပြန်လည်ထိုးစစ်ကာလကိုဝင်ရောက်ရမယ်အစားအညာဒေသရဲ့စီးရီးကဘာဖြစ်သွားပြီလဲဆိုတော့အညာအညာဒေသရဲ့နော်ကျွန်တော်တို့ပျောက်ကြားစစ်ကိုပြန်ပြီးတော့နော်ရှော့ကြသွားတယ်ပျောက်ကြားစစ်မဟာဗျူဟာထဲမှာချိန်မုံရင်တိုက်နိုင်နေခရိုင်၃ခရိုင်ရှိတယ်ဟုတ်ကဲ့ဘုံရွာနောက်ဘက်ကရင်ကျွန်တော်တို့အဲခုနက ရွှေဘုခရိုင်ရဲ့နော်အာနောက်ပြီးတော့အာကျွန်တော်မြင်းညာအဲ့ဒီနေရာတွေကအင်အားစုတွေကတော့ဆက်တိုက်ဒါပေမဲ့အဲ့ဒီလိုတိုက်တိုက်ခိုက်မှုဟာဒီကျွန်တော်တို့အာအဲ့ရွှေဦးတော်လန်ရေးရဲ့နော်အင်အားစုတွေကိုကျွန်တော်တို့ကနွေဦးတော်လိုင်းရဲ့အင်အားစုတွေစုစည်းပြီးတော့เนาะမဟာဗျူဟာကြတဲ့เนาะစီးအလှည့်ပြောင်းလုပ်နိုင်လားဆိုတော့မလုပ်နိုင်ပ ်ခင်လိုက်ကိုယ့်အကူနော်တုံ့ပြန်ထိုးစစ်ဝင်ရောက်လာတဲ့စစ်ကြောင်းတွေကိုတိုက်ခိုက်နိုင်တာပဲရှိနော်ဟုတ်ကဲ့ဟုတ်မျိုးသိမ့်မှုလည်းမစင်စားနိုင်ဘူး။อืมအဲ့တော့ကျွန်တော်တို့ကအခုရည်ကြီးလိုအပ်တာပါလဲဆိုတော့ဒီဒီလက်ရှိအခြေအနေအတွင်းမှာအညာဒေသမှာရှိနေတဲ့တပ်ပေါင်းစုတွေကိုကျွန်တော်အာအညာဒေသမှာရှိနေတဲ့တော်လိုင်းရင် အားစုတွေကိုအညာဒေသတပ်ပေါင်းစုပြပြပြင်းပြင်း ဖြစ်ဖို့အတွက်ဘယ်အင်အားစုကခေါင်းဆောင်ပြီးလုပ်မလဲဆိုတဲ့ကိစ္စအညာဒေသရဲ့ကံကြမ္မာနဲ့ပတ်သက်ပြီးအဆုံးဖြတ်ပြီးမယ်အနေအထားဖြစ်တယ်။ဟုတ်ဟုတ်နော်ညညွတ်တဲ့ဟုတ်တိုက်စိတ်ခိုက်စိတ်ပြင်းထန်တဲ့စစ်နိုင်တိုက်အာဏာသိမ်းရေးစိတ်ဓာတ်နဲ့စူးစီးညီညွတ်စွာဖွဲ့စည်းထားတဲ့မြန်မာအမျိုးသားတပ်ပေါင်းစုတရကျွန်တော်တို့ဖွဲ့စည်းနိုင်မှုတွေ ညာဒေသမှာရှိတဲ့အင်အားစုခေါင်းဆောင်တွေခေါင်းချင်းရိုက်ပြီးတော့ထူထောင်ကြဘူးအဲ့ဒီပုံမှာချင်းချင်းပူးတွဲတိုက်လာတဲ့အပေါ်မှာဘသူကနော်စီအေးခေါင်းဆောင်တဲ့နဲ့ဘသူကနိုင်ငံရေးခေါင်းဆောင်တဲ့နဲ့ဆိုတဲ့ကိစ္စကိုပုံမှန်လေးလေးဆွေးနွေးကြဘူးညာဒေသဓာပေါင်းစုကြီးမဖွဲ့ဖို့လိုနေပြီလို့ကျွန်တော်ပြောပြရစီဟုတ်ဟုတ်ဒါကျွန်တော်မုတ်ကုံမမိနဲ့အညာပေါ့နော် တော့ဒီကြံတဲ့ data ရောကျွန်တော် offer လို့ပြောမလားကျွန်တော်အဓိကကြံတာကတော့အဓိကမုတ်ကမုတ်မေးပြောတော့ကြံတာချိုပြီးတော့ပြောလိုက်တော့မလားဆိုတော့ကြံတာကတော့ AA ပေါ့ကျွန်တော်အောက်မှာ AA ကတော့ကျွန်တော်တို့ဟိုနောက်မဆုတ်ဘူးလေရှေ့လည်းမတိုးသေးဘူးဘောနော်သူကချင်းနေကြည့်နေတဲ့သဘောကျွန်တော်တို့ AA ပဒီအစက်မကွေးအစက်အကူအစက်အဲ့တော့ကျွန်တော် AA ရဲ့ချင်းနေပုံပါရောဘယ်လိုမြင်လဲဆရာ AA က သူ့ရဲ့မဟာဗျူဟာဒီမန်ဂျက်ကနော်မင်္ဂန်ကောင်းမှုတုတ်တက်ပါတယ်မင်္ဂန်ကောင်းမှုတုတ်တက်တယ်ဆိုတာဘိုးချုပ်ထွန်းမြတ်နိုင်ရဲ့အရာရီနဲ့အင်တာဗျူးတွေကိုနားထောင်လိုက်တဲ့အခါမှာဘိုးချုပ်ထွန်းမြတ်နိုင်တို့အေအေကအရင်တော့ကလိုရခိတလန်းစင်နဲ့ရခိုင်ပြည်လွံ့မြောက်ရေးတက်တက်ကိုသူတို့စဉ်းစားယူနေမရတော့ဘူးအခုကတပြည်လုံးလွံ့မြောက်ရေးပါခြားတိုင်းရင်းသားတွေနဲ့ နော်ညီညွတ်စွာပေါင်းစည်းပြီးတော့တိုက်ပွဲဝင်မှာရတော့မယ်ဆိုရဲနော်သဘောထားကိုသူတို့သဘောပေါက်သွားပြီအဲ့ဒါကြောင့်မို့သူတို့ကနော်ရခိုင်ပြည်တဲမှာနော်စက်ခွန်မျိုးနေရှိတဲ့တဲမှာနော်၁၄မျိုးနေကိုကျွန်တော်သိမ့်ပိုက်ပြီးတဲ့အနေထားမှာရခိုင်ပြည်တဲမှာသူကလောက်တော့၃ညော့၈အခုကစစ်ကြောင်း၅ကြောင်းနဲ့သူက သူ့ရဲ့ဟိုပါဗျာကျွန်တော်တို့ဟိုတခါပေါ့ ISP ကပြောတဲ့စကားနဲ့ဆိုရင်တော့သူကသူ့နေဆက်တွေမှာပြင်စည်းကိုထွက်ပြီးလှုပ်ရှားဖို့အတွက်နော်လှုပ်လာလှုပ်လာတယ်ဆိုတာကနော်အမ်ရမ်ဘက်ကစစ်ကြောင်းနော်စစ်ကြောင်းတစ်ကြောင်းတောင်ကုန်ဗရမ်ဘက်ကစစ်ကြောင်းတစ်ကြောင်းအဲ့ဒီစစ်ကြောင်းနေနဲ့ဘယ်ကိုသွားနေလဲဆိုတော့ကျွန်တော်တို့ရခိုင်ကနေပြော မကွေးတိုင်းကိုကျွန်တော်တို့သူကဥတီ စစ်ကောင်ရှင်ရဲ့ကျွန်တော်တို့လက်နဲ့တိုက်တယ်ဆက်လေးခုရှိတဲ့နေရာတွေကိုသူကထိုးစစ်ဆင်တယ်။နော်အဲ့ဒီဘက်ကနှစ်ခုနောက်တစ်ခုကတော့ AR ဘက်မှာနော်ကျွန်တော်တို့စစ်ကြောင်းတွေဖွင့်ပြီးတော့တိုက်နေတာ။အဲ့တော့ဆရာကသူကသူ့ chanceo ကနေခုံပြီးတော့သူကအဲ့ဒီသုံးခုစစ်ကြောင်းသုံးကြောင်းတိုက်။အဲ့ဒါအကြောင်းမို့နော်သူ့အနေနဲ့နော်တစ်ဖက်ကဘာရှိနေလဲဆိုတော့ တစ်ဖက်ကကယ်ဒန်မြေစီမံကိန်းကိုကျွန်တော်တို့ကျွန်တော်တို့ဆက်ပြီးတော့အုပ်စည်းနိုင်မှုအတွက်စစ်တွေကိုတိုက်ပွဲဝင်မှုကိုဝိုင်းဝန်းထားတယ်။နောက်တစ်ခုကတရုတ်ကိုပြန်ပြီးတော့ကျွန်တော်တို့ဟိုတံပြန်တရုတ်ရဲ့နော်အဲပမာပြည်နဲ့ပတ်သက်တဲ့လွဲမားတဲ့နော်ဆုံးဖြတ်ချက်ပေါ့စစ်ကောင်စီကိုစစ်ကောင်မရှင်ကိုအားပေးနေတဲ့ကိစ္စကိုတုံ့ပြန်မှုကြောက်ဖြူတိတ်နေအဲ့တော့ပြောချင်တာက ရခိုင်ကစစ်တောင်း၅ကြောင်းတိုက်နေအဲ့တော့စစ်တောင်း၅ကြောင်းကမဟာပြူဟာအမြင်ရပြောလို့ရှင်စစ်တောင်း၅ကြောင်းကိုကလည်းခွဲထွက်ရတာကိုအင်ကလည်းခွဲပြန့်တူရှေ့တက်ကလည်းအဲ့လိုလုပ်ရတာအဲ့တော့အဲ့ဒါဟာမှန်ကန်တဲ့ကိစ္စသို့တော့ကျွန်တော်ဖြစ်စီချင်တာတော့ဘာလဲဆိုတော့ဒီဟိုကပေါ့အေအေတက်တော်ရဲ့နော်မဟာပြူဟာလှုပ်ရှားမှုတွေ အခြားသောတိုင်းရင်းသားတပ်ဖွဲ့တွေကကျွန်တော်ကုကြည့်ဖို့အထူးသဖြင့်နော် KIA နော်နောက်ပြီးတော့ KNPB နော်နောက်ပြီးတော့ချင်းအဲ့ဒီအဖွဲ့အစည်းတွေအနေနဲ့ကျွန်တော်တို့အဲကုဒေသာတွေကနေပြီးတော့ကျွန်တော်တို့အဲစစ်ကောင်မရှင်ရဲ့တပ်တွေကင်းစင်ရေးဆိုတဲ့သဘောထားတွေကျွန်တော် EAO ရဲ့တပ်ပေါင်းစုအနေနဲ့ ျွန်တော်တို့မာဘီဝါမြောက်ဒေတာတစ်ခုမာဘီဝါမြောက်ဒေတာတစ်ခုဆိုတာအာကျွန်တော်တို့စစ်တွေနဲ့ကျွန်တော်တို့တောက်ဖြူကိုကျွန်တော်တို့တိမ့်ပိုင်နိုင်မှုအတွက်အေအေကိုအားဖြည့်ပေးတယ်ပူပေါင်းတိုက်ပွဲဝင်တယ်ထင်တယ်အဲ့ဒါမှကျွန်တော်တို့ကရမ်မြဝစီမံငင်းကနေစင်အိန္ဒိယနဲ့ကျွန်တော်တို့စကားပြောလို့ရတယ်ကြောက်ဖြူကိုတိမ့်နိုင်နေဆိုရင်တရုတ်ကိုကျွန်တော်တို့ဈေးစစ်လို့ရတယ် အဲအခု TNL ရနေလို့ကျွန်တော်တို့ခေါင်းထိုးပေးနေလို့ရှင်တော့ new 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 ဒေါ်လာကြီးကကျွန်တော်တို့အာရှုံးနေတော့ဘူးအလားအလာရှိ ပြန်ပြီးတော့ကိုယ်အင်အားတွေစုဖွဲ့ပြီးတော့တုံ့ပြန်တိုက်ခိုက်တဲ့နီးနေတာကျွန်တော် new ဒေါ်လာကြီးကိုကျွန်တော်တို့လလန်ထူအောင်ပြန်ပြီးတော့လိုရမယ်အနေထားဖြစ်တယ်အဲ့တော့ဒီနေ့ကာလမှာဒီ EAO တိုင်းသားလက်နက်ကင်ဖွဲ့ရင်းနေနေ ကျွန်တော်တို့ရခိုင်ရဲ့ကျွန်တော်စစ်တွေနဲ့ကြောက်ဖြူတိမ့်ပတ်ရေးစီမံကိန်းတွေဝိုင်းဝန်းပြီးတော့အဲ့ဒီမှာအားဆိုင်ပြီးလုပ်စီဒီမှာပြည်နယ်တစ်ခုချင်းစစ်ကောင်မရှိကင်းစင်သွားယူနေကြတော့ဘယ်ပြည်နယ်မှလုံခြုံစိတ်ချစွာရတည်နိုင်မှာမဟုတ်ဘူးဘသူမှစစ်ကောင်မရှိရဲ့တပြည်လုံးအင်အားကိုမရှင်းနိုင်ဘူးအဲ့တော့ရှင်းနိုင်ဖို့ဆိုလို့ရှိရင်တော့တိုင်းသားအလုံးလဲတပ်ပေါင်းစုဖွဲ့ဖို့လိုတယ် အညာဒေသကလည်းတပ်ပေါင်းစုဖွဲ့တယ်အဲ့ဒီနှစ်ခုနော်ပူးပေါင်းနိုင်တဲ့အခြေဟာမြို့တော်တွေအောင်ဝဲခံမဲ့အခြေအဲ့ဒီဟုတ်အဲ့ဒီလမ်းကြောင်းတိုင်းချစ်တဲ့ဖို့လူတွေလို့ကျွန်တော်ကတော့သုံးသပ်ပါတယ်။ဟုတ်ကဲ့ဟုတ်ကဲ့။ဟုတ်ကဲ့ကျေးဇူးတင်ပါဗျာကျွန်တော်စီးရင်ငယ်ပြီးဖတ်ပြ။ဒါဆိုရင်ကျေးဇူးတင်ပါ